ိုက်ပွဲလုပ်ရင်ကျွန်တော်မိုးတွေရွာတယ်မိုးမှန်တယ်မိုးရေတွေရမယ်တကြံပြီးတာနဲ့ကျွန်တော်တို့ပြိုးပင်တွေကျဲကြတာပေါ့နော် ပြီးတော့ဒီချိန်ရောက်လာပြီဆိုတာနဲ့ပြိုးပင်လေးတွေစပေါက်လာတော့အဲ့ဒီအတွက်ကြောင့်မလို့ရာဒီဥတုလေးတွေလည်းမှန်အောင်မိုးတွေလည်းကြအောင်ဆိုပြီးတော့လူဖိုက်ပွဲကိုပြုလို့ကျင်းပရကျင်းပစ်ပါတယ်ဗျမိုးဥလေးကိုမိုးတွေပုံမှန်ကြလာဖို့ဆိုတော့မိုးခေါ်တဲ့အနေနဲ့ ခေါင်းကင်ကိုကျွန်တော်တို့ကအဲ့မီရှူးကြီးလွတ်ထက်တဲ့သဘောပါဗျာမိုးကြိုတာမိုးခေါ်တာပေါ့ဗျာအဓိကတော့ကျွန်တော်တို့ဒီပြိုးပင်လေးတွေကြည်ပြီးတော့လဲပြုတ်လုကျင်ပါကြပါတယ်ဗျအောက်ပြီးမှာတော့ကျွန်တော်လွန်ဆွဲကြတယ်လို့သိရတယ်ဗျကျွန်တော်တို့ဒီချမ်းပြည်နယ်မှာတော့အဲ့လိုလူပိုင်ပွဲကိုပြုတ်လုကျင်ပါကြတာပေါ့ဒီမိုးဥကလာမှာဒီမီလုံးကြီးက တိမ်ထဲကိုရောက်သွားပြီးတော့အဲ့ဒီတည့်ရဲ့အတန်ကဒီပက်ပင်ပက်ပင်တန်ကိုရိုက်ခတ်ပြီးတော့တိမ်ကနေပြီးတော့မိုးရွာချတော့မိုးတိမ်တိုက်နော်မိုးတိမ်တိုက်ခဲကိုတွင်းလိုက်တဲ့ခံစားတော့သူ initiate လုပ်တာပေါ့အဲ့တော့ခုနောက်ပိုင်းအနောက်နိုင်ငံတွေကနော်မိုးကိုတိတ်ပန်နီးနဲ့ဖန်တီးရဲ့ပေါ့ရွာစေခြင်းတဲ့နေရာကိုရွာတယ်ပေါ့ အဲ့ဒါကြတော့သူ့နှစ်ခုတိုင်ရင်ဒိတ်ကရှိချင်မှရှိမယ်လေဒါပေမဲ့သူကလင်းရင်နဲ့တခါတည်းတိမ်တိုက်အတုလှုပ်လိုက်တာပေါ့အတုလှုပ်လိုက်ပြီးမှသူကတခခုပေါက်ခွဲတာပါပဲအဲ့ဒီတုံခါပေါက်ခွဲတဲ့ဟာက energy ထွက်တာ우အဲ့ဒီ energy ကနေသူကမိုးရွာတာအဲ့တော့ဒီရှေးကလေးကသူကစိတ်ပြိုးတဲ့နိုင်ငံကိုเนาะအတိနစိတ်ပြိုးရမှာမိုးအဓိကအာကိုရတာ우အဲ့တော့မိုးကတော့ ကောင်းဖို့လိုတယ်လေကောင်းဖို့လိုတဲ့အခါကျဒါကတဘာဝတိုင်တိမ်တိုက်ပါတဘာဝတုံတယ်မဲကျင်နေနေမဲ့ဖြစ်နေဖြစ်မဲ့လွတ်ထဲလိုက်တာပေါ့လွတ်ထဲလိုက်တဲ့အခါကျရင်ရွာကိုရွာတယ်ဘာသာရေးရှုတော့ဘာသာရေးနဲ့ပတ်သက်လဲဒီလပြည့်နေ့တွေမှာကျွန်တော်တို့ လူငယ်မောင်မယ်တွေဟာဒီဆွန်းတွေပို့ကြတယ်ဆွန်းလောင်းကြတယ်ဆွန်းတော်တွေကတ်ကြတယ်အဲဆွန်းကပ်ပွဲကြီးပေါ့အဲ့ဒါပြီးတာနဲ့အပျော်အနေနဲ့လဲတစ်ချက်ခုနှစ်ချက်ပြတ်ဆိုပြီးတော့အဲ့ဒီလူဖိုက်ပွဲကိုပြုတ်လို့ရင်းနဲ့ဒီမိုးရေခေါ်ကြတယ်မိုးကြအောင်ဒါတခါတည်းတစ်ချက်ခုနှစ်ချက်ပြတ်အနေနဲ့ပြုတ်လို့ကြတာလည်းဖြစ်ပါတယ်ဗျ

ဘယ် home လဲအစုံလွတ်တယ်လူဖိုင်ကတော့သူကပူကသုံးတဲ့စကားလေးဒါပေမဲ့ဒီရှမ်းပြည်နယ်မှာကဒါရင်ကျေးမှုတစ်ခုကိုအဲ့ရင်ကျေးမှုတစ်ခုဒီတော့လူမျိုးတိုင်းမှာလုပ်တယ်ဒါပေမဲ့သူရာသီနဲ့သူဖျားနဲ့သူပွဲတာလည်း꽌သွားတာလေဒါလူများရှမ်းလဲလုပ်တယ်တနုလဲလုပ်တယ်ပအိုးလဲလုပ်တယ် အင်းလေးကံကတော့သူကအနောက်ဖက်ကျန်တော့သူပါပေါ့နော်ကြားတွန်ရွာဥတောင်းတောင်းအတက်ပေါ့အဲ့ဒီမှာကြားတွန်ရွာဆိုတာအဲ့ဒီကြားတွန်ရွာကတောင်ယိုးရွာဗျာလုံးတော့ပေါ့တောင်ယိုးရွာဆိုတော့ဒါကသူတို့ဓလိကိုနောက်ပိုင်းနေမှာတော့ဒီမိုးခေါ်တဲ့အဲတဘောတွေမကပဲနဲ့ကျွန်တော်တို့ဒီပြိုင်ပွဲလိုမျိုးအဆင့်ထိပေါ့အဲတရွာနဲ့တရွာအဲတဒေတာနဲ့တဒေတာအဲ့လိုပေါ့ကျွန်တော်ပြိုင်ပြီးတော့လွတ်ကြတော့ပေါ့အဝေးဆုံးရောက်တဲ့မီးရှိလုံးကပမတ်စု ဲမျိုးပေါ့အဲသူကဟိုဒါပြိုင်ပွဲပါတာဟိုပြိုင်ပွဲပါတော့အဝေးဆုံးဘသူရောက်လဲဆိုတော့သူထုံးစားမော့လောင်းစားတွေလည်းပါတာပေါ့သူမီလုံးကိုမီလုံးနောက်သူအမျိုးစားရှိတာပေါ့နော်ဘယ်နဲ့ရန်ဘက်နဲ့ပိတ်တာအဲ့လိုပေါ့နော်အဲခိုးတုံးကတော့ကွန်တူပိုက်တင်ပါရင်ပေါ်သေးဘူးဘဘိုးလုံးကြီးတွေဗျာဘဘိုးလုံးကအစိမ့်ကြီးပေါ့နော်အရင်ပေါ့နော်အဲဘဘိုးလုံးတဲ့ဟိုရန်ကိုထောင်းထဲတာ ဒီလွတ်လိုက်တဲ့အလုံးတိုင်းရတော့တက်သွားကြတာတော့မဟုတ်ပါတချို့လည်းတက်ပြီးတော့လမ်းတစ်ဝက်မှာပေါက်ကွဲတာတွေတချို့လည်းအဲမတက်လိုက်ရပဲနဲ့ဒီဆင်ပေါ်တွင်ကွဲတာတွေအမျိုးတွေအမျိုးမျိုးရှိကြပါတယ်ဗျအဲ့ဒီမီရှူးကြီးလွတ်တဲ့ခါမှာတချို့ကျတော့အခက်မသိတော့ဇက်ပွင့်သွားတော့မှအောက်ကျလာတာတွေတချို့ကျတော့ထပ်တော့ကွဲပြစ်တာမျိုးတွေမီးစရာလည်းဘယ်လောက်ထိယုံကြည်လဲဆိုရင်သူ့ကိုယ်သူ့အစွမ်းကိုသူ့ရဲ့ပညာယုံကြည်ရတဲ့အတွက်ဆင်ပေါ်တွင်ပဲခေါင်းပေါင်းကြီးကိုဖြုတ်ပြီးတော့မှအောင်ပါလီအောင်ပါလီဆိုတော့မှသူက အော်နေတာရှင်းနေတာအောက်ကလည်းအိုးစီပုံမောင်းနေအားပေးကြတာပေါ့ခင်ဗျာအာမီးရှူပြီးတော့ဟောဆိုတက်သွားပြီဆိုတော့သူကအဲ့မီးလုံးချမ်းမှာကနေတာပဲအဲ့တော့ကျွန်တော်တို့ကဟာဒီဆရာကြီးတာတော်တာပဲမကြောက်မရွံ့နဲ့သူပညာရုံတာပဲပေါ့ဒီ loop file တဲ့ကိုထည့်တဲ့ရန်နေရလဲကျွန်တော်တို့ဒီနိုင်ငံခြားအနေမှာယူပြီးတော့အဲ့လို original လုပ်တဲ့ရန်နေမဟုတ်ပါဘူးဗျကျွန်တော်တို့ကို data နဲ့ကိုရဲ့ delete ကိုဘိုးဘွားတွေလောက်လာတဲ့ပုံစံလိုမျိုးကိုကကိုဆက်ပြီးတော့လောက်ကြရတာပါဗျ ဒီမီးလုံးပွဲတို့မီးစုမီးပန်းတို့ဖြောက်ဦးတို့ကတရုတ်ကစတည်တင်တာတရုတ်ကစတည်တင်တာအဲ့တော့ဗမာစကားမှရှိတယ်မဟုတ်တရုတ်ဆိုလည်းမဟုတ်တာတွေအကုန်လုံးတရုတ်ကတည်တင်တာဒါကတော့ရည်စရာဖြစ်ချင်လည်းဖြစ်မှာပေါ့နော်ဒါပေမဲ့ခတ်များများပေါ့ဒီအရှိတောင်အေရှားပေါ့နော်အရှိကဘာရဲ့အရှိချမ်းပေါ့အရှိချမ်းမှာတရုတ်ရင်ခြေမှုကသိစောတာပေါ့ ဒီရန်နေရလာဖို့ ਆ လဲဒီအေးတာယာပဝင်းကျင်ရရှိတဲ့ဒီဟိုစာကြောက်ဆောင်တွေလိုင်ကူတွေထဲကနေပြီးတော့လင်းတို့တွေရဲ့ဟိုစာပေါ့အညစ်ကြေးလို့ဆော်ရမလားအဲအမောမွားတွေမြေကြီးတွေကိုယူပြီးတော့ကျွန်တော်တို့ဆက်ပြီးတော့လှုပ်ကြတာဖြစ်ပါတယ်ကျွန်တော်တို့ဒီလူဖိုင်းထဲကိုထဲဖို့ရန်ဒီပြုတ်လုတဲ့အခါမှာထောင်းတဲ့အခါတွေမှာလဲကျွန်တော်တို့ဒီတစ်သားစုံတွေတစ်သားမောင်းတန်တွေနဲ့ပဲကျွန်တော်တို့တုံးကြပါတယ်ဗျဒီ တန်နေပါတယ်တန်တယ်ပစ္စည်းတွေတတုပစ္စည်းတွေနဲ့တုံးလို့မရပါဘူးဗျဝါးနဲ့လှုပ်တဲ့မီးလုံးတွေကြားထဲမှာကတန်ပိုက်တွေနဲ့လှုပ်လာတယ်တချို့ကားကြွားတွေနဲ့လှုပ်လာတယ်ပိတ်တဲ့ချိန်နဲ့အင်မတန်များလာတယ်တော့ဒါမှမဟုတ်မီးဆရာတွေကကြုံကြုံကြည့်ကျင်နဲ့သူတို့ကဆက်ပုံဆက်နီးတွေရှိပါတယ်သူတို့ကြွားကျင်နဲ့လှုပ်တော့မှဆရာတဆူပေါ့ဗျာသူတို့ကအိမ်ဦးခန်းမှာနေယူတော့မှသူကဘယ်လိုလိုလှုပ်မယ်ဘယ်လိုလိုထုဆက်မယ်ဆိုတာပြောပြပေးတယ်အဲ့ဒါပြီးတော့မှသူတို့ကမီးလုံးတွေလှုပ်ကြတယ်ကျွန်တော်တို့ဒီလူဖိုက်ပွဲခင်းတဲ့ကိုလာကြည့်မယ်ဆိုရင်တော့ဒီကျွန်တော်တို့ပိုးရိုးရရဲ့ မောင်းဝိုင်း OC ပုံမောင်းအကတွေနဲ့နောက်တီတီတီရောက်အကတွေကိုအစုံလင်းမြင်တွေ့ရမှာဖြစ်ပါတယ်ဗျလူငယ်တွေဒါမကောက်ဗျဒီကျွန်တော်တို့ဘိုးအဖွားတွေလည်းပျော်ပျော်ရှင်ရှင်နဲ့အခုလိုကရရတယ်လည်းမြင်တွေ့ရမှာဖြစ်ပါတယ်ဗျ ဒီပွဲခင်းအတွက်လုံခြုံရေးပေါ့အအတွက်ကတော့ကျွန်တော်တို့ဒီဖုန်းကြီးတွေပဲတာဝန်ယူပြီးတော့ထိမ့်တိမ့်တိမ့်တိမ့်အလုတ်ပေးပါတယ်ဗျလွတ်တင်တဲ့ဆင်ပေါ်မှာလည်းအန္တရာယ်မဖြစ်အောင်အလိုက်လံကြည့်ရှုထိမ့်တိမ့်ပေးတဲ့သဘောရယ်နောက်အောက်မှာပျော်ပါနေတဲ့အပွက်တွေလည်းတူးနဲ့တူးမခိုက်မိအောင်အန္တရာယ်မဖြစ်အောင်အဲမျိုးလေးတော့ပါတယ်ဗျတမိုင်းเจ้าနှစ်နဲ့ပြောရရင်တော့ ျွန်တော်တို့ရဲ့မိသားစုကျွန်တော်အဖိုးတွေအဖွားတွေလက်ထက်ကြတယ်ခင်ဗျအဲအဖိုးဖွားတွေငယ်တုန်းကလည်းရှိခဲ့ပြီးမယ်ဆိုတော့သူ့ရဲ့အဖေအမေအဖိုးဖွားတွေလက်ထက်ကြတယ်ရှိခဲ့မယ်ဆိုတော့ရာဇူးကတော်တော်များပါပြီကတော်ကြပါပြီနှစ်ပေါင်းတော့မိဘဘိုးဘွားလက်ထက်ကြတဲ့ကဆိုတော့เนาะပမာမင်းလက်ထက်ကြတဲ့ကရှိတယ်ဗျဘာလို့ရှိလဲသီလာเนาะကျွန်တော်တို့ဒီမန္တလေးပေါ့เนาะတည်ကြည့်တော့အင်းဝါပေါ့เนาะเนาะဒါမြစ်ကချားနေတာအောင် ချားနေတဲ့ခါကျတော့ဒီမီရှူမီပါလွတ်တာအဲ့ဒါကြောင့်ပြောတာတရုတ်ကဆင်းလာတာကြာလာပြီဆိုတာဘယင်းနေပွဲခန့်နေကြည်တယ်နော်ဒါမင်းကြီးမင်းသားတွေရောတခါတည်းဥမာအာမာတတ်တွေထိုးလို့ပေါ့လွတ်တာ အဖြစ်အရှိဘက်ကန်ကလွတ်တာအနောက်ဘက်ကန်ကနေပွဲခန့်ပြီးကြည်တာအဲ့တော့ဒါဗမာမင်းလက်ထက်ကလေးကရှိတယ်ဆိုတော့စဉ်းစားကြည့်လေကျွန်တော်တို့ပိုးရိုးရလူဖိုက်ပွဲကိုလာရောက်ပြီးတော့ လေလာကြည့်ရှုချင်ပါတယ်ဆိုရင်ခုလိုမိုးရသည်နေုံလပြည့်နေမှာလာရောက်ပြီးတော့ကြည့်ရှုလေလာနိုင်ပါတယ်ခင်ဗျာဘောင်ရောလိုမှုတော့တော့တန်တန်နီလာနောင်မလို့ဘူးကျူလာနဲ့တင်းသောထောထောကောင်းမနာကာဘောနဲ့တင်းသောချောချောတို့ပေါ်ဝီချာ ီတန်းနေဦးမယ်ဆိုတာကသူကအာဟိုပါမျိုးဆက်သစ်တွေကဘလောက်ထိမ့်သိမ့်မလဲမထိမ့်သိမ့်ဘူးလေအဲ့ဒီပုံမှာမူတည်တယ်ဗောနော်အဲ့ဒီမှာမူတည်တဲ့ခါကျတော့ကျွန်တော်တို့ခစ်ကအရွေးကတိတ်ညံတယ်လေအရွေးကတိတ်ညံတယ်တိတ်တိုးတက်တယ်ဗောနော်အရွေးကတိတ်ညံတဲ့တွေ့နော်ဟိုရှေးဟောင်းရင်ချေးမှုနဲ့ရှေးဟောင်းစာပေတွေဘာတွေကိုထိမ့်သိမ့်နဲ့အားကနေသွားတယ်သိပ္ပံသိဖွင့်ပြူလာတော့ဒါအနေသွားတယ်။နေသွားတဲ့အရာတော့နောင်ကိုဘလောက်အထိ

Thank <laughs> you.